ကိုရောစောခွန်အောင်ရဲ့ဘဝစကြောင်းပရိသတ်ကြီးတို့ကိုအခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့အမတော်စောမွန်လာရဲ့အမွာကိုရောစောခွန်အောင်ကြောင်းပဲဖြစ်ပါတယ်အကိုရောစောခွန်အောင်ကြောင်းကိုတော့သိရသူနေပါတယ်အကိုရောစောခွန်အောင်ဟာအမတော်စောမွန်လာရဲ့အမွာမောင်တော်ဆိုတဲ့အတိုင်းမြစ်တာတရားကြီးမားလွန်လာပါတယ်ယောက်ျားလေးဖြစ်နေပေမယ့်ကိုကျင်တရားကအနေထိုင်မှာနူးညံ့သိမ်မွေ့လွန်လာပါတယ် အဲ့ဒါတွေကြောင့်လေလူတွေရဲ့ချစ်ချင်းတရားတွေကိုအပြည့်အဝရရှိနေကြတာပါနောက်ပြီးတော့ကိုရော်စောခွန်တော်ဟာစစ်တပ်နဲ့စင်တပ်ကိုလည်းအပိုင်စားရထားသူပါလယုံရည်ရောနှလုံးရည်ပါပြေးွားတဲ့သူမလို့ဖြိုရင်းကျိတ်တဲ့နှိစီကိုင်းတအူးဆိုရင်လည်းမမပါဘူးဘာသာတရားကိုလည်းကိုင်းရှမ်းယူသေးတဲ့အင်ရှိတန်မင်းသားတအူးဖြစ်ပါတယ်အကိုရော်စောခွန်တော်နဲ့အမတော်စောမွန်လာတို့ဟာရှမ်းလူမျိုးတွေဖြစ်ပါတယ်ဓာကြီးမှလည်းတစ်ဖက်ကန်းခက်ကျွမ်းကျင်သူတအူးလေးဖြစ်ပါတယ် ရှဲဘမှာချစ်ကြည်ရဲ့ကိုတိဆောက်ရမယ့်အချိန်တစ်ခုကိုရောက်လာတဲ့အခါမှာတော့ညီမတော်စောမွန်လာဖြစ်သူကိုအဘာစောဘွားကြီးကနွေထာမင်းတံမှာဆက်သဖို့လုပ်ပါရီအမတော်စောမွန်လာရဲ့အလှပါကရှဲလူမျိုးတွေကြားတော်မကအနွေထာမင်းထံသို့ရောက်သွားအောင်ထိပါကြောကြားလာပါရီအဲ့ဒီအတွက်ကြောင့်လေအနွေထာမင်းကမိဖုရားအဖြစ်တင်မြောက်ခဲ့တာဖြစ်ပါရီ မိဖုရားဖြစ်သွားတဲ့အတွက်လေမိဖုရားစုံမော်လာကပြည်သူပြည်သားတွေပေါ်မှာမောက်မာခြင်းမရှိခဲ့ပါဘူးစိတ်နှလုံးပြေဝတဲ့မိဖုရားဖြစ်တာမို့လို့ပြည်သူတွေကလည်းအလွန်ကိုချစ်ခင်ကြပါရဲ့အမဖြစ်သူဟာအိမ်တော်ပြုတော်မင်းဆိုတော့မောင်လေးထုံးစံတိုင်းစောခွန်တော်ကဝန်းနေကြည်ခွဲခဲ့ပါရဲ့ဒါပေမဲ့သူခံစားရတာကိုယောက်ျားသားဖြစ်တာမို့အမတော်စိတ်မကောင်းဖြစ်ရအောင်လို့ထုတ်မပြခဲ့ပါဘူးအဲဒီစားအမတော်ကိုအနွယ်ထားမင်းကြီးတင်ဆက်သားတဲ့အချိန်မှာလန်ခီးတစ်လျှောက်လုံးသူကိုယ်တိုင်လိုက်ပါခဲ့ပါရည် ချီရတဲ့အမတော်ကိုသူများလက်ထဲပေးရတော့မေဆိုတော့အကိုတော်စောခွန်အောင်ဟာတုံလုံးနေခဲ့မှာကျေးသေးပါပြီ။အနှွေထားမင်းထံရောက်တဲ့အခါမှလည်းအမတော်အတွက်ဂရီတစ်ခုကိုရှောင်းအောင်တောင်းခဲ့ပါရီ။အဲ့ဂရီကလည်းကိုကျိုးအတွက်လုံးဝမဟုတ်ခဲ့ပါဘူး။ရှက်ဘမှာချစ်ကြီးရဲ့တိဆောက်ထားတဲ့ကာလာဖြစ်တာမလို့တစုံတစ်ခုကြောင့်အနှွေထားမင်းမျက်တော်ရှာခဲ့ရင်ညမတော်ဖြစ်သူကိုအသက်အန္တရာယ်မပြုဘဲနဲ့အသက်ချမ်းသာပေးဖို့ဂရီကဝတ်တောင်းခံခဲ့တာပဲဖြစ်ပါရီ။အနှွေထားမင်းကလည်းမင်းကောင်းမင်းမြတ်တူဖြစ်တာမလို့ဂရီတစ်ခုကိုလွယ်လွယ်မပေးသလိုပေးမိသားဂရီကိုလည်းအမြဲတည်ခဲ့ပါရီ။ ဒီလိုနဲ့ရင်တော်ထာမင်းဟာရှမ်းမင်းသမီးလေးဆုံးမော်လာရဲ့လမ်းပြမှုတွေကြောင့်ဗုဒ္ဓဘာသာကိုတတ်ဝင်ယုံကြည်လာပါတော့တယ်။အဲ့အရာကိုမကျေနပ်ကြတဲ့ရင်တော်ထာမင်းရဲ့ကြမ်းရှိနေတဲ့မိဖုရားတွေကမနာလိုတာကြောင့်အကောက်ကျန်မှုတွေစတင်လာပါတော့တယ်။မိမာတွေကောင်းရင်ယောက်ျားတွေဘလို့မှလိုက်မမိပါဘူးဆိုတဲ့အဲ့စကားတိုင်းပဲကြံခဲ့တဲ့မိဖုရားတွေရဲ့ကြောက်တုံးမှုကြောင့်မိဖုရားဆုံးမော်လာဟာဆုံးကဝေတူဖြစ်တယ်လို့ဆွဆွဲခံရပါတော့တယ်။ အနွေထောင်မင်းကလည်းဝိုင်းဆွဆွဲတာကြောင့်မလို့အမှန်တရားလိုပဲထင်ကမိဖုရားစုံမလာကိုနင်းနင်းတန်ပေးခဲ့ပါရီအလားကလည်းအကိုတော်စောခွန်တော်ရဲ့ဂရီကိုတန်မိုးထားတာကြောင့်လို့ယူဆပါရီအကိုတော်စောခွန်တော်ရဲ့အမတော်ဖြစ်သူရဲ့တရင်ကြားတဲ့အခါမှာရှင်မအေးဖျားပါတော့ရီအဲ့ချိန်ကလည်းရှဲဘမတင်းမာမှုတွေဖြစ်ပေါ်နေတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့စိတ်မအေးဖြစ်ကြရပါရီအမတော်ရဲ့အပြန်ကိုအကိုတော်စောခွန်တော်ဟာပြည်ဦးလေးမြို့နှစ်ကျုံးခံတမ်းမှာတိတ်ဆိတ်စောင့်ကြိုနေခဲ့ပါရီ ။စောင့်နေစဉ်အတွင်းမှာအကိုတော်ဟာ၃ချိန်တန်တန်လှုပ်ကြံခံခဲ့ရပါတယ်။နှစ်ချိန်မှတော့လွန်မြောက်ခဲ့ပေမဲ့တတိယချိန်မှာတော့အသက်ဆုံးရှုံးခဲ့ရပါတယ်။တမိုင်းမှာတော့အဲ့လိုလှုပ်ကြံမှုကိုအမျိုးမျိုးဖော်ပြခဲ့ကြပါတယ်။အတိအကျတော့ဘယ်သူမှမပြောနိုင်ကြပါဘူး။အကိုတော်စောခေါနာဟာနှစ်ချိန်အတွင်းကပစ္စည်းဥစ္စာတွေကိုစိတ်ဆွဲပြီးတော့ဥဒ္ဒဆောက်ဖြစ်သွားခဲ့တယ်လို့သိရပါတယ်။ပရိသတ်ကြီးအနေနဲ့ကရောခုလိုမျိုးကြောင်းရာတွေကိုထပ်ပြီးတော့သိကြနေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါဦးရှင်။